ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ဒူချီရာတန်းမွတ်စလင်ကျေးရွာမှာပြီးခဲ့တဲ့ရက်ပိုင်းကကင်းလှည့်နေတဲ့ရဲတပ်သားတွေအကြမ်းဖက်ခံရပြီးရဲစရတ်သားတဦးလက်နက်နဲ့အတူပျောက်ဆုံးတည်ရလို့ရခိုင်ပြည်နယ်အစိုးရဖွဲ့က RFQ ဒီကနေ့ပြောပါတယ်ကျေးဇူးနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်ဆိုအပ်ဖွဲ့သတင်းထုတ်ပြန်ရေးနဲ့မှတ်တမ်းပြုစုရေးဆက်ကော်မတီတွင်ဦးဝင်းမြင့်က RFV ကိုခုလိုပြောပါရခင်ဗျာ ဒီမှာလူကြီးသွားလာတဲ့လူတွေကိုဘာမှလည်းဥက္ကမီပဲနဲ့ရံပြူတိုက်ခိုက်တယ်ဆိုတော့တော့သိတော့မကောင်းဘူးပေါ့ဒီနေ့သတင်းရတဲ့အထိကတော့ Facebook တွေသတင်းတွေမှာတော့တည်တယ်လို့တော့ကြီးတာပေါ့အဲဒါကျွန်တော်တို့အစိုးရအနေနဲ့ကြတော့အလောင်းမတွေ့မချင်းတော့တည်တယ်လို့ကျွန်တော်တို့ပြောလို့ကမရသေးဘူးလေတော့လက်တွေ့တော့ကြောက်ဆုံးတဲ့လူပဲကျွန်တော်တို့ပြောထားသေးတယ်အဲတော့လူလည်းမတွေ့သေးဘူးလက်နဲ့လည်းပြန်မရသေးဘူးဆိုတော့ဆက်ပြီးတော့ရှာလို့မရှိပါသေးဘူးဇန်နဝါရီလ17ရက်နေ့ည9:00လောက်က ခရီးမြိုင်ကြီးရောရေကံကလုံကျူကြီးနဲ့ကြီးရောတောင်ရှိသူတွေဒူချီရာတန်းကြီးရောဤမှာကင်းနှဲ့နေတဲ့အချိန်မှာအဲဒီရောကမွတ်စလင်ခွန်ဆယ်လောက်ကအုပ်စုလိုက်ဝိုင်းနေကြတဲ့အတွက်လုံကျူကြီးအဖွဲ့တွေထွက်ပြေးပြီးလုံကျူကြီးအဖွဲ့ကိုဥဆောင်လာတဲ့ရေတက်ချက်ကြီးတူပျောက်ဆုပ်ခဲ့တာဖြစ်ပါတယ်အဲဒီဖြစ်စဉ်ကြောင့်ဒူချီရာယာ ကြေးရွာကမွတ်စလင်30လောက်ကိုရခိုင်ပြည်နယ်စုအကနေစစ်မီမြန်နေတဲ့လူတွေပြေးတရပါတယ်ခင်ဗျာဆရာတို့ဒီရခိုင်ပြည်နယ်အတွင်းမှာဒီရဲတပ်ဖွဲ့ဝင်တွေနဲ့မွတ်စလင်တွေနဲ့ပြည်ပခဖြစ်တယ်လို့ကျမတို့သိရလို့ပါရှင်ဘာကြောင့်ဖြစ်တာလဲဘယ်နေရာမှာဖြစ်တယ်ဆိုတာကိုသိလို့ရမလားရှင်ဖြစ်တာမုံတော်မြို့နယ်မှာကဟိုဒု73ရက်နေ့ညကပေါ့နော်ခရီးမြိုင်ရွာမှာရှိတဲ့ဟိုရဲကင်းကပေါ့နော်ရဲတပ်ကြက်ကြီးဦးအောင်ကျော်တိန်ကောင်းဆောင်နဲ့ ရဲတပ်ဖွဲ့ဝင်9ယောက်ပေါ့နော်နောက်တစ်ခါဟိုယာအိမ်မှုတွေရာရကစီတွေပါတဲ့အဖွဲ့တွေကလှည့်ကင်းလုံးနေတဲ့အခါအဲ့ဒုရှိယရန်ဆိုတဲ့ယွာကိုအဲ့လှည့်ကင်းအဖွဲ့ဝင်တာပေါ့နော်ဝင်သွားတဲ့အခါယွာစာတင်ကျောင်းသားမှာလူချို့ကမိလုံနေတယ်တဲ့မိလုံနေတော့ရဲတွေဝင်လာတဲ့အခါကျတော့အိုကြဟိတ်ကြပေါ့နော်ရဲတွေကငါတို့လှည့်ကင်းလုပ်တာမင်းတို့နဲ့ဘာမှမဆိုင်ဘူးလို့ပြောတဲ့အခါမှာလူတွေကနည်းနည်းရိုးရိုးရိုးဖြစ်သွားတယ် ဓာတ်နဲ့ခုတ်ဓာတ်နဲ့ခုတ်လို့អော်တယ်တဲ့အဲ့ဒီဘင်္ဂလီတွေကဟိုတော့ရဲတွေကနောက်ထုတ်လာတယ်နောက်ထုတ်လာတဲ့အခါကျတော့သူတို့ပြန်ပြီးတော့အဲ့ဒီခရီးမြိုင်ဆက်မှာရှိတဲ့ရဲကင်းမှာလူပြန်တက်တဲ့အခါကျတော့အဲ့တက်ကြက်ကြီးအောင်ကျော်သိန်းပြိမိပြီးတော့ကျန်းနေခဲ့တယ်တက်ကြက်ကြီးအောင်ကျော်သိန်းနဲ့အတူအမ်20နှစ်မောင်ပြန်ရိုင်ဖယ်တလက်လဲပါသွားတယ်ဒီနေ့ထိတော့လူလည်းမတွေ့ဘူးအလောင်းလည်းမတွေ့ဘူးအဲ့လိုဖြစ်နေတာပေါ့နော် တောင်ဝင်ရှိတဲ့လူတွေကတော့ကအိနာရွာတွေမှာပိတ်ဆို့ပြီးတော့ရှားခွေနေတယ်လို့ဒီလိုသတင်းလေးရပါတယ်ခင်ဗျာဆိုတော့ဒီရက်တက်တက်ကြီးပြောင်းနေတာတိတိချင်းကိုဒီစစ်စစ်စုံစမ်းတာတွေမရှိလို့လားရှင်ဘာကြောင့်လဲဆိုတော့အခုတိတိကိုရှာမတွေ့ဘူးဆိုတော့ဒီကိစ္စကလေရှိပါတယ်အဲ့ခက်ပြေးလာတဲ့လူတွေကသတင်းပေးတာပေါ့ဒီလိုဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့မှာရှိတဲ့လူတွေတောင်ဝင်ယူတဲ့အဖွဲ့တွေစုပေါင်းပြီးတော့မနေ့နှစ်နာရီလောက်ကိုအဲ့ရွာထဲကိုဝင်ပြီးတော့ရှာတာပေါ့နော်အဲ့ရက်တက်ကြီးအောင်ကြိမ်းကိုထုတ်ပြဖို့ အတူလည်းနဲ့ကျန်တဲ့ဟာလည်းနဲ့ဒီကရီရဖို့အတွက်ဆောင်ရွက်တယ်နော်မိနစ်နှစ်နာရီလောက်ကနေဆိုတော့မိနစ်ရတည်းရဲ့ဘာမှတော့မထူးဘူးဆိုတော့ဒီညနေလဲကျွန်တော်မောင်းတော့ကိုနည်းနည်းလှမ်းမိကြည့်တဲ့ခါကျတော့ဒီညနေခေတ်ရတဲ့ကြည့်ကိုမပြည့်သေးဘူးလည်းနဲ့လည်းမပြည့်သေးဘူးလို့တရေရတယ်ဗျ ပြီးခဲ့တဲ့ဒီနှစ်ကုံကလည်းစစ်တွေမှာပဲဒီမွတ်စလင်တွေနဲ့ဒီရဲတပ်ဖွဲ့ဝင်တွေနဲ့ပြိပခါဖြစ်ပြီးတော့ရဲတပ်ဖွဲ့ဝင်တူတိတ်ဆုံးခဲ့ကြရတယ်ဆိုတော့လေအခုဒီဖြစ်ရက်တွေအပေါ်မှာဆရာအနေနဲ့ဘယ်လိုများပြောနိုင်မလဲဒီမွတ်စလင်ဘာသာဝင်တွေနဲ့ပတ်သက်ပြီးတော့ဆရာတို့ဆိုရဖွဲ့အနေနဲ့ဘယ်လိုမျိုးဆောင်ရွက်နေတာတွေရောရှိပါလဲရှင်ကျွန်တော်တို့ကတော့ကလုံခြုံရေးတွေဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့လုံခြုံရေးတွေဒီနေ့ကြကြနဲ့စီးနေခမ်းနဲ့ဖြစ်ဖို့ဒီလိုပဲ ခံကြုံကြရတာပေါ့ဗျာသူအဖွဲ့အတော်ကသူတပြင်းတော့ဒီဟာတွေကတော့ကလုံချုံရေးအစည်းအဝေးတွေမှာသူတို့အစီအမံတွေရှိပါလိမ့်မယ်လုံချုံရေးအစည်းအဝေးမှာဆိုတော့ကျွန်တော်မတည့်ရဘူးလေကျွန်တော်ကတော့အဲ့ဒီလုံချုံရေးအစည်းအဝေးမှာဆုံးဖြတ်တာတွေဘယ်လိုလုပ်တယ်ဆိုတာတော့သိမသိဘူးဗျာအခုဒီဆိုရမကြခင်ကောက်တော့မဲ့တကောင်စင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဘင်္ဂလားဒေ့ရှ်ဘက်ကလည်းဒီမွတ်စလင်တွေရခိုင်ပြည်နယ်တွေကိုနီးလန်းမျိုးမျိုးနဲ့ဝင်ရောက်နေတယ်လို့လည်းကြားရပါတယ်ဆရာတို့အနေနဲ့ရောရှင်အဲ့ကိစ္စကိုဘယ်လောက်သိရှိထားပါလဲရှင်ဝင်နေဆိုတာတော့ကျွန်တော်တို့ဘက်ကတော့တရားဝင်ပေါ့နော် ိရှိရတာတွေမရှိပါဘူးဒီခုတော့ရှိတာပတရားလေးဝီမားတွေဖြစ်နိုင်တယ်နေသက်ကြီးတွေကတော့ဒီမှာတိတိကျကျလုံနေတာတွေရှိပါတယ်အများကြီးတချို့ကတော့အဲ့ဒီဝင်နေတွေ့နေကြတယ်ထွက်တွေ့နေကြတယ်အဲဝင်တဲ့လူရှာထွက်တဲ့လူဖမ်းဆိုတဲ့ကလည်း ကျွန်တော်တို့အဲ့လိုတွေ့ရအောင်ခင်ဗျာတော့ဒီရခိုင်ပြည်နယ်အတွင်းမှာကဒီမွတ်စလင်တွေနဲ့ဒေသခံတွေကြားမှာအဆင်မပြေတာတွေပြိပခတွေကလည်းဒီလိုခဏခဏဖြစ်နေတော့ဒီအရာတွေကိုအဆင်ပြေမဲ့နီလန်းတစ်ခုခုများပေါ့လေဆရာတို့ရှိတာတွေ့ထားပြီးပြီလားဆရာအော်ကျွန်တော်တို့တော့အဆင်ပြေမဲ့နီလန်းမျိုးစုံကိုတုံးနေတာပါပဲဒါပေမဲ့လောလောဆယ်အခုချိန်ထိတော့ချိုးချိုးကြီးကြီးအဆင်ပြေသွားတာတော့မတွေ့ရသေးဘူးကျွန်တော်တို့လည်းနီလန်းပေါင်းစုံပေါ့နော်ဘယ်လိုနီလန်းနဲ့အဆင်ပြေမလဲ အဲ့ဒါတွေတော့ကျွန်တော်တို့ INGO တွေနဲ့ရောပေါ့နော်နောက်ပြီးတော့ဒီအနေနဲ့ပတ်သက်ပြီးတော့ UNDP တို့ကလည်းဝင်ရောက်ပြီးတော့ပူးပေါင်းဆွေးနွေးတာတရှိပါတယ်။ရှင်သာတော့တစ်ခါကတော့ကျွန်တော်တို့ကတော့အကောင်းဆုံးဖြစ်အောင်စဉ်းစားလို့လုပ်တော့လုပ်တာပေါ့ဗျာ။ဒါပေမဲ့အကုန်လုံးကတော့အခုရှင်နေတိကတော့ကစိုးကျူဖြစ်တာတော့တိတ်မတွေ့သေးဘူးနော်။ ဟုတ်ကဲ့ဒါပေမဲ့ဆရာတို့ဒီရခိုင်ပြည်နယ်အတွင်းကဒီနိုင်ငံတကာအဖွဲ့အစည်းတွေကိုဒေသခံတွေကလက်မခံတာတွေလည်းရှိနေတော့ဒီနောက်ဒီနိုင်ငံတကာအဖွဲ့တွေကလည်းအခုတို့ဒီရခိုင်ပြည်နယ်အတွင်းမှာကုညီရေးလုပ်တဲ့အခါမှာပေါ့လေတို့ဟန်အတားတွေကြုံရတယ်ဆိုပြောတာမျိုးတွေလည်းရှိတယ်ဆိုတော့ဒီကိစ္စတွေရောဆရာတို့အနေနဲ့ဘယ်လိုများကင်တွယ်ဆောင်ရွက်နေပါလဲရှင့်ကျွန်တော်ဒီဖြစ်တဲ့အလေးတွေနဲ့ကျွန်တော်ကိုယ်တိုင်သိတာလေးတွေပေါ့နော်သွား ဆင်းတဲ့အခါတော့အဓိကတော့ဖွင့်လင်းမြင်တာမှုပဲတောင်းဆိုကြတာပါအောက်ကကွန်ရက်တီးဆိုတဲ့အဖွဲ့လေးတွေနဲ့ကျွန်တော်တို့ကသွားပြီးတော့ဆင်းလင်းပြတာပေါ့နော် NGO ဆိုတာကတော့ကပြည်ထောင်စုအစိုးရနဲ့ပဲ MOU ထိုးတယ်ထိုးတဲ့အခါမှာပြည်내အစိုးရတော့ကသူတို့သွားလာလှုပ်ရှားဖို့တော့ခွင့်ပြုရတယ်သူတို့လူကြုံရေးတွေတွေ့လဲဆောင်ရွက်ပေးရတယ်သူတို့ကတော့လူမှုရေးလုပ်တယ်ပေါ့လေစိုက်ချစ်တယ်ဆိုသူများတို့ကဘာကိုမကျင်တဲ့ခါတော့သူစစ်တာတော့အောက်စီမှာမြင်ကြည့်တဲ့အခါကျတော့သူတို့ကလည်းသူစင်ကူကမလာရဘူးလို့မဟုတ်ဘူးပြင်းမြင်တာခုပေါ့နော်ပြီးရင် ဝင်ဒီဒုက္ခတွေဒီနဲ့ရခိုင်ဒုက္ခတွေဒီကိုဆက်ဆံမှုမှာတန်းတူဆက်ဆံဖို့ပေါ့နော်ဆိုတော့ရခိုင်ဒုက္ခတွေကိုတော့ဥစားမပေးဝင်ဒီဒုက္ခတွေကိုဥစားပေးအဝင်ဒီတွေကိုဝင်လိုက်ထွက်လိုက်ဆိုတော့လူတွေကမယုံကြည်တာဒီဒီဘာလို့လဲတလဲမသိဘူးတောင်းပြီးတော့ဆိုပြီးတော့အဲ့လိုဖြစ်တာပါပဲဆရာဦးလန်တင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါနော် ရခိုင်ပြည်နယ်မောင်နှုံးမှာပြီးခဲ့တဲ့ရက်ကရက်တပ်ဖွဲ့ဝင်တချို့မွတ်စလင်တွေရဲ့တိုက်ခိုက်ခံရပြီးတော့ဒီရက်တပ်ချက်ကြီးတဦးပျောက်ဆုံးနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပြည်နယ်ဆိုရပြောခွင့်ရပုဂ္ဂိုလ်ပြည်နယ်ဥပဒေချုပ်ဦးလှတင်းကိုဆက်သွယ်မြင်းမြန်းတင်ပြခဲ့တာပါ